ချမ်းသာကတမီလေးနဲ့ဇနီးတဲ့ကြောင့်စီးပွားကြလာလို့မန္တလေးမြို့မှာနန်းတော်ကြီးအလာတီဆောက်ထားတဲ့တိန်လေးတောင်းကျော်တန်လေးထက်အင်ကြီးကိုချပြလာတဲ့ဦးမျိုးတန်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဦးမျိုးတန်ကိုတော့မြန်မာနိုင်ငံမှာပါရမီအကောင်းဆုံး၊ကံအကောင်းဆုံးတထေးကြီးအဖြစ်နဲ့သတ်မှတ်ထားကြတာဖြစ်ပါတယ်တထေးကြီးဦးမျိုးတန်ကအသက်60ကျော်အရွယ်ကြီးမှာနုပြိုလှပလွန်တဲ့ဇနီးငယ်ငယ်ချောချောလေးကိုလက်ထပ်ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်ဒါတိမ်မကသေးပါဘူးအခုဆိုရင်အဲ့ဒီဇနီးချောလေးနဲ့အတူအမွာဘူးတမီလေးနှစ်ယောက်ကိုပါမွေးဖွားပိုင် ိုင်ထားနိုင်ခဲ့ပါပြီ။ဒါရီအလုံးထက်ပိုပြီးတော့သူကန်ကောင်းတယ်လို့ပြောစရာဖြစ်လာတာက အခုသူတို့မိသားစုနဲ့အတူနေထိုင်ဖို့အတွက်နန်းတော်ကြီးအလာခန်းသားလှပတဲ့ဇိန်ခန့်အင်ကြီးတလုံးကိုထပ်မံပိုင်ဆိုင်လိုက်လို့ပါပဲ။အခုဆိုရင်တော့တထေးကြီးဦးမျိုးသက်ဟာမန္တလေးမြို့မှာသူအသက်ဆက်ဆက်တိစောက်ထားတဲ့ခံမန်းတန်ဖိုးသိန်းလေးတောင်းကျော်၊ကျက်သိန်းလေးတောင်းကျော်တန်ဖိုးရှိတဲ့လေးထက်အင်ကြီးကိုပရိသတ်တွေအတွက်ချပြလာခဲ့တာဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းပဲဦးမျိုးသက်ဆိုတာမန္တလေးမြို့ရဲ့မျက်နှာဖုံးရှင်တထေးကြီးတဦးပေါင်းလက်အေးကများစွာကိုပိုင်ဆိုင်ထားသလိုစိုက်ပျိုးရေးကုမ္ပဏီတွေ၊ပွဲရုံတွေများစွာကိုလည်းပိုင်ဆိုင်ထားတဲ့တကယ် ဲ့ထိတ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးတဦးဖြစ်ပါတယ်။သူ့ရဲ့ကြွယ်ဝချမ်းသာမှုကိုတော့အလုံးလဲသိပြီးသားဖြစ်မှာပါ။သူကဒီအမွာဘူးသမီးလေးနှစ်ယောက်ကိုရရှိဖို့အတွက်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာသိန်းပေါင်းထောင်ချီဒေါ်လာတန်းချီအကုန်ကြားခံပြီးတော့အစင်းမြင့်ဆုံးမျိုးဆက်ပွားနီးပညာ IVF နီးနဲ့ဂျိုးပန်ခဲ့ရတဲ့အထည်ငွေကြီးကိုပုံပြီးတော့သုံးနိုင်ခဲ့တဲ့သူပါ။ ဒီလိုမျိုးချမ်းသာရုံတည်းမကသေးပါဘူး။သူကအလူအတန်းမှာလည်းအရန်ရရောသူတဦးဖြစ်ပါတယ်။ဇနီးတဲ့ပုံမှာလည်းလူလေးသိမရှိအောင်အလိုလိုက်ဂယူးဆိုင်တဲ့သူပါ။လွန်ခဲ့တဲ့ကာလတွေတုန်းကဇနီးတဲ့မအီမွန်တို့နောက်ဆုံးမှအသိမောင်းတောင်းချီတန်တဲ့ကားသစ်ကြီးတစ်စီးကို surprise လက်ဆောင်ပေးခဲ့ရကြောင်းလူတွေကြားမှာဟိုလေးတကျော်ဖြစ်ခဲ့ပါသေး။ဒါကြောင့်လည်းဇနီးဖြစ်သူမအီမွန်ကသူ့ရဲ့ခင်ပွန်းဦးမျိုးတန်းဟာရှားမရှားတဲ့ယောက်ျားကောင်းတစ်ယောက်ပါလို့ချီးကျူးခဲ့ရတာပါ။ကဲအခုအဲ့ဒီရှားပါတဲ့တထေးကြီးကသူ့ရဲ့မိသားစုအစ်စ်လေးအတွက်နန်းတော်အစ်စ် ကြီးကိုဖန်တီးလိုက်ပြန်ပါပြီ။သူချပြလာတဲ့သူ့ရဲ့လေးတက်တိုက်အင်ကြီးကတာမန်တိုက်တွေလို့မဟုတ်ပါဘူး။တထင်းကြီးဦးမျိုးတန်းကတော့ဒီလေးတက်အင်ကိုစောက်ထားတာမကြသေးပါဘူး။အင်တထက်စီမှာကျွန်းပရောက်တွေနဲ့မတူအောင်အလှဆင်ထားတဲ့တစ်ပင်တွေရေတကုန်တွေနဲ့ကျွန်တော်အကြိုက်ဖန်တီးထားတယ်လို့ကိုရိုင်းရှင်းပြထားပါတယ်။ဒီအင်ကြီးတွေမှာအသက်ကြီးနေပြီဖြစ်တဲ့ဦးမျိုးတန်းအတွက်ဓာတ်လေကားတွေလည်းအပြည့်အစုံပါဝင်တာပါ။အင်ရဲ့အတွင်ပိုင်းဒီဇိုင်းကလည်းမိသားစုတယောက်ချင်းစီအတွက်တည်တံ့ပြင်ဆင်ထားပါတယ်။ ။ဦးမျိုးသားကိုရိုင်းအလုပ်လုပ်ဖို့အတွက်အလုပ်ခန်းတခန်၊ဇနီးတဲ့မအီးမော်ဆင်းရဲစရာတွေလုပ်ဖို့အလုပ်လုပ်ဖို့အတွက်ရုံကန်တီးတန့်တခန်၊ဆွေမျိုးဧည့်သည်တွေလာတဲ့ဖို့ဧည့်ခန်းတွေနဲ့အမွာဘူးသမီးလေးနှစ်ယောက်စိတ်ကြိုက်ကစားနိုင်မဲ့ကစားကန်းကြီးပြီးတော့သူတို့လင်မယားအတွက်မာစတာဘက်ရုံးတွေအားလုံးပါဝင်တယ်လို့သိရပါဗျ။ ဒါဒီမကသေးပါဘူးအိမ်ပေါ်တက်မှာရှုခင်းကြည့်လေးသားဆောင်တွေအပြင်မြမမှုလက်ရာတွေကိုကြိုက်တက်တဲ့ဥမျိုးတန်အတွက်သူငယ်စဉ်ကအသုံးပြုခဲ့တဲ့နွားလဲအလှဒီဇိုင်းတွေကိုတောင်ထည့်သွင်းတိဆောက်ထားပါသေးတယ်။တကယ်တော့အစောပိုင်းမှာဥမျိုးတန်တယောက်သမီးအရွယ်ကောင်မလေးကိုလက်ထက်ခဲ့လို့လူတွေကအပြစ်ပြောခြင်းဝေဖန်ခြင်းခဲ့တာတွေရှိပါတယ်။ဒါပေမဲ့အခုချိန်မှာတော့သူကအသက်ကြီးပေမဲ့သူ့ရဲ့ဇနီးလေးနဲ့သမီးလေးတွေကိုလိုလေသေးမရှိအောင်စိတ်ချမ်းသာအောင်ထားတော့ အလူဒန်းတွေမှာလည်းရရရရလှူဒန်းအောင်မိသားစုပေါ်မှာတာဝန်ကျေတဲ့အိမ်ထောင်ဦးစည်းကောင်းတယောက်ဖြစ်ကြောင်းကိုသူရဲ့လိုရက်တွေနဲ့သက်သေပြလိုက်တဲ့အခါမှာတော့အဲ့ဒီဝေဖန်တန်တွေကတိတ်ပြီးတော့ခြေကျူးတန်တွေထွက်ပေါ်လာခဲ့တာပေါ့ပရိသတ်ကြီးတို့အနေနဲ့ရောအသက်ကြီးမှမိသားစုဘဝကိုအသိကစပြီးဇနီးငငယ်သမီးအမွာလေးတွေနဲ့အတူနန်းတော်သမ ्या ခန်းထားတဲ့အိမ်ကြီးမှာပျော်ရွှင်နေတဲ့တထေးကြီးဦးမျိုးတန်းကိုခင်အကောင်းဆုံးတထေးကြီးလို့မြင်မိပါသလားပြောသွားခဲ့ပါအောင်နော်ကြီးစုပြည့်တော်ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်